ညီကိုအားလုံးပဲကမ္ဘာချန်ပီယံနေမင်းလာပါဗျာဆိုတော့ကျွန်တော်တို့ဒီနေ့ညအဲမနက်ဖြန်မနက်ပေါ့နော်မြန်မာစံတော်ချိန်မနက်နှစ်နာရီခွဲမှာချက်စီတင်ဟာချန်ပီယံလိပွဲစဉ်၅ဖြစ်အီတလီမှာသွားပြီးတော့အက်တလန်တာအသင်းနဲ့ကစားသွားအောင်မှာဖြစ်ပါတယ်အက်တလန်တာဟာလွန်ခဲ့တဲ့ဒါတနစ်ကျော်က ဇာဗီလွန်ဆိုရဲ့လီဗာကူဆင်သင်းကိုနိုင်ပြီးတော့ချန်ပီယံဖြစ်ခဲ့တဲ့နီးပြဂီယန်လူကီကက်စပါရီနီတော့မရှိတော့ဘူးအတ္လန်တာရဲ့မင်းကတော့ဒီနီးပြကက်စပါရီနီပေါ့နော်ဂျာမာတော့ရလပိုင်းပြန်ဆိုင်နေနီးပြတွေအမျိုးမျိုးအပြောင်းလဲလုပ်တဲ့အဆင်မပြေဘူးအခုနောက်ပိုင်းမှာတော့ဒါနောက်ဆုံး၄ပွဲမှာနီးပြအသစ်ဖြစ်တဲ့ပယ်လာဒီနိုပြန်ကင်နေပေါ့နော်ဆိုတော့ အက်တလန်တာအသင်းကပုံမှန်အတိုင်းဆိုလို့ရှိရင်ဒါအီတလီရဲ့အလယ်လက်အသင်းလောက်ရှိတယ်ကက်စပါရီနီယာဤအသင်းကိုထိတ်တန်းတင်းတင်းဖြစ်အောင်ဆွဲတင်တယ်ပြီးတော့သူမရှိတဲ့အချိန်မှာရက်လက်ပိုင်းရိုင်းသွားတယ်အထင်ကြီးစရာမရှိဘူးဒါပေမဲ့နာပိုလီယိုရှုံးတဲ့ပွဲကစပြီးတော့နီးပြတဲ့ပယ်လာဒီနိုကိုင်းတယ်ကျွန်တော်ကအီတလီစီးရီးပွဲတွေကိုတပွဲလုံးတော့ကျွန်တော်ထိုင်မကြည့်ဘူးဒါပေမဲ့ကျွန်တော်အမြဲတမ်း match highlight တွေပေါ့နော် highlight အစီကျွန်တော်ပြန်ပြန်ကြည့်အရင်တော့ကျွန်တော်လွန်ခဲ့တဲ့၃နှစ်လောက်ကတော်တော်ကြည့် ဲ့တုန်းကဘောလုံးပွဲဆိုတပွဲမှမလွတ်အောင်ကြည့်တယ်လာလီကအကုန်ကြည့်တယ်စကိုင်းနက်ကလည်းအဲ့တုန်းကအကုန်ပြတာဟုတ်ဆိုအဲ့နောက်ပိုင်းမနစ်ကစားပြီးကျွန်တော်တိတ်မကြည့်တော့ကိုချယ်ဆီအတင်ပွဲကိုပဲကိုကြည့်တယ်ဒီနှစ်ကတော့နည်းနည်းလေးမနစ်ကထက်ပြန်ပြီးတော့ချယ်ဆီရဲ့ချန်ပီယံလိရောက်လာတော့သူနဲ့ရင်ဆိုင်ရမယ့်အသင်းတွေကိုလိုက်ကြည့်တာမျိုးတွေကျွန်တော်လုပ်ပါတယ်အဲ့ဒီမှာဒါအက်တလန်တာအသင်းရဲ့ highlight အစီအစဉ်ကြည့်ရယ်ပယ်လာဒီနိုလာကင်မြေယူပေါ့နော် ပယ်လာဒီနိုကိုင်းနဲ့ပထမဆုံးနာပိုလီပွဲပြီးတဲ့နောက်မှာအတ္တလန်တာ၃ပွဲဆက်ချန်ပီယံလိမှာဖရန့်ဖက်ကို3-0နဲ့နိုင်တယ်ဖရန်တီနာကို2-0နဲ့နိုင်တယ်ဂျီနိုအော4-0နဲ့နိုင်တယ်အဲ့ဒီ၃ပွဲလုံးမှာသူကကလင်းရှိတွေရတဲ့အပြင်အဲ့ဒီ၃ပွဲမှာသွင်းကို၉ခုထိသွင်းတယ်ဒါပေမဲ့နောက်ဆုံးပွဲမှာတော့သူကချယ်ဆီနဲ့ကန်ရမယ်ဆိုတဲ့အပေါ်မှာသူ့ရဲ့အရန်လူစင်းအများစုကိုထုတ်ပြီးကစားတယ်ဟာလတ်စ်ဗီရိုနာကို၃ခု၃ခုနဲ့သူရှုံးသွားတယ် ဒီလက်ရှိအတ္လန်တာအသင်းရဲ့နီးပြပယ်လာဒီနိုကမညံ့ပါဘူးမမေ့ရမနေ့က conference league မှာ Chelsea အသင်းတောက်လျှောက်နိုင်ပြီးတက်လာတဲ့အချိန်မှာသူကအဲ့တုန်းက Fiorentina ကိုကန်နေတယ်သူကန်နေတဲ့ Fiorentina ကလည်းတောက်လျှောက်အပေါ်တက်လာပြီးတော့နောက်ဆုံး Real Betis ကိုရှုံပြီးပြုတ်သွားတာပေါ့နော်အဲပြောရမယ်ဆိုရင်အဲ့ဒီပယ်လာဒီနိုကရှိရလူစင်းနဲ့ဖျက်အောင်လုပ်တတ်တယ်သူမရှိရ Fiorentina ကအခုဆိုလို့ရှိရင်ဒါ Serie A ရဲ့ offer ကိုရောက်သွားပြီးအခြေအနေမကောင်းတော့ဘူးအဲ့တော့ Atalanta ကသူ့လက်ထဲရောက်လာတဲ့အချိန်မှာလည်းတော်တော်တိတာတဲ့ တိုးတက်မှုကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့နောက်ဆုံးပွဲမှာတော့ Harless Verona ကိုရှုံးပြီးတော့ရလက်ပိုင်းကကျွန်တော်တို့ပြန်ရိုင်းသွားခဲ့တာကိုတွေ့ရပါတယ်ဆိုတော့ Chelsea အသင်းနဲ့မကစားခင်မှာ Atlanta အသင်းဟာလက်ရှိ Champion League မှာရမှတ်10မှတ်အထိရရှိထားတဲ့အသင်းအသင်းဖြစ်တယ်ဒါရလက်ပိုင်းအရမှတ်ပိုင်းအရလည်းစိုးမနေဘူးပေါ့နော်လက်ရှိအဆင့်30မှာရှိရ Chelsea နဲ့အမှတ်အတူတူပဲ Chelsea ကလည်း10မှတ်ရထားတယ် Atlanta ကလည်း ကျွန်တော်တို့ဆဲမှတ်ရထားတာကိုတွေ့ရတယ်။နှစ်ယောက်စလုံးကအမှတ်တူပြီးတော့ဂိုးဝါချာချောင်းသားအဆင့်กว่าနေအောင်နှစ်သင်းစလုံးက top 8ကိုဝင်နိုင်တဲ့အနေအထားရှိတယ်။ top 8ဝင်သွားလို့ရှိလို့ရှိရင်ဒါအတိအတိုင်းပဲကံအမဲပွဲစဉ်အနေအထားရော့သွားပြီ။ AC ပဲကိုယ့်ရဲ့ league ပွဲတွေကိုဖိလို့ရတယ်။ Atlanta ကလည်း league ပွဲတွေကိုဖိရမယ်အချိန်။ဒီပွဲက Atlanta အသင်းရဲ့အိမ်ဝင်ဖြစ်နေတယ်။ပြီးတော့ Chelsea ကလည်းတစ်ဖက်မှာရလက်ပိုင်းကလည်းလုံးဝမကောင်းဖြစ်နေတဲ့အတွက်နှစ်သင်းစလုံးတော်တော် တော်လေးအရေးကြီးပါဒါပေမဲ့ကျွန်တော်စိတ်ထဲမှာဒီပွဲကအတလန်တာအနေနဲ့တကမ္ဘာလုံးအာရုံစိုက်မဲ့ပွဲဗျာသူတို့ကသူတို့တခြားအသင်းတွေနဲ့ကန်တဲ့အနေထားနဲ့အင်္ဂလန်ပရီးမီးယားလိဂ်ကအသင်းကြီးနဲ့ကန်တဲ့အနေထားမတူဘူးအဲ့ဒီပွဲတွေကိုသူတို့ပြိသက်တွေရောသူတို့တွေရောအာရုံစိုက်တယ်ပို့ပြီးတော့နိုင်ငင်ကြတယ်ကမ္ဘာတဝန်းလုံးမှာသူတို့အသင်းကိုပို့ပြီးတော့လူသိများကြင်ကြတယ်ကျွန်တော်တို့ဒါဘောလုံးပြိသက်တကယ်အမာခံတွေရလွယ်လို့ကျန်တဲ့ပြိသက်တွေဆိုလို့ရှိရင်ဒီလို league ကအတင်းတွေတိတ်ဆိတ်မဝင်စားဘူး။အဲပြီးတော့အလွယ်တကူနိုင်မယ်လို့ပဲယူဆကြရပါတော့။ဒါပေမဲ့ အက်တလန်တာဟာဒီပွဲမှာဒုက္ခတွေပေးနိုင်တဲ့အသင်းမျိုးပါပြီးတော့ Chelsea ရဲ့ form ကတိတ်မကောင်းတဲ့အချိန်ရုတ်တရက်ကြီးရင်တော့ Chelsea ပြန်နိုင်မဲ့ပွဲလို့ပွဲမျိုးလို့ထင်ကောင်းထင်လိမ့်မယ်သို့တော်များလည်းပဲဒါကအခက်မသိ Enzo Maresca အတွက် Chelsea အတွက်နောက်ထပ် tough night တစ်ခုဖြစ်သွားနိုင်တယ်နောက်ထပ်ခက်ခဲတဲ့ညတညဖြစ်သွားနိုင်တယ်ပြီးတော့ Pellegrino ကသူ့ရဲ့နီးပြဘဝအချက်အလက်မှတ်တမ်းတွေအရသူကအိမ်ကွင်းမှာအင်မတန်မှ ရက်လက်ကောင်းတဲ့နည်းပြအနိုင်ရရင်တော့များတဲ့နည်းပြပါလက်ရှိအီတလီရဲ့ထွက်လာတဲ့ potential ရှိတဲ့နည်းပြအလေအလက်နည်းပြတွေရတဲ့အပေါ်တက်ဖို့ကြိုးစားနေတဲ့နည်းပြတွေမှာသူ့လဲပါတယ်ဟောသူကလုတ်ပြမှာပဲဆိုတော့ဒါကျွန်တော်တို့ Atlanta အသင်းရဲ့ဖြစ်နိုင်ခြေရှိတဲ့လူစင်းဖြစ်တယ်ဂူဒမာကာနီကာနာချက်စီပေါ့နော်သူကဒီမတိုင်ခင်ကျွန်တော်တို့တစ်နှစ်ကျော်ကကာတာနီးယားကာတာနီးယားနေပြီးတော့ဈာမှာသူသတင်းကစားသေးတယ် တန်းဆင်းသွားတာလားမသိဘူးပြီးတော့မှ तू အရေးရှိရှိနဲ့ तू ကျွန်တော်မှတ်မိတယ်စပင်ဘီဂုံနေပေါ့နော်အဲ तू ကအက်တလန်တာမှာဝူဖန်နေတယ်အသင့်အတင့်ပဲပေါ့နော်တိတ်အကောင်းကြီးတွေမှာတော့မပါဘူးတခါတခါလေဒါဂျော်ဒန်ပစ်ဖူးတို့လိုမျိုးဒါလက်ကထတတ်တယ်ပေါ့နောက်တန်းမှာတော့ဒါဟီယန်ဂျင်စတစ်နဲ့ကူဆာနော့ဖ်တို့၃ယောက်ကစားတယ်ကူဆာနူပေါ့နော်၃ယောက်မဆိုးပါဘူးကျွန်တော်တို့ဒီအချက်အလက်ပိုင်းရဆိုလို့ရှိရင်အက်တလန်တာအသင်းရဲ့ကစားသမားတွေကအရန်ကောင်းကြီးမဟုတ်ပေမဲ့တအားလဲညံ့မနေဘူး စီးရီးရဲ့ best defending မှာအဆင့်16လောက်ရှိတယ်ပေါ့နော်အဆင့်16လောက်ရှိရဲဆိုတော့တချို့ပွဲတွေမှာလည်းကောင်းမွန်တဲ့အခန်းစဉ်ကစားပုံပြရတယ်ဂျာမာဆိုကျွန်တော်အခုနပြောသွားလို့ Palladino ကြိုင်ပြီး၃ပွဲဆက်သူတို့ clean sheet ရလိုက်သေးတယ်ပြီးတော့မှ Chelsea နဲ့မကန်ငင်ပွဲမှာလူစားအလူတွေအပြောင်းလဲလုပ်ပြီးတော့ Harlas Verona ကို၃ဂိုးပေးလိုက်ရတော့တနေ့တော့သူလည်း form ပြတ်သွားတယ်ဒါပေမဲ့သူ့ရဲ့ကစားသမားအဓိကကစားသမားတော်တော်များများကိုသူကဒီပွဲအတွက်ကိုခြံထားတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော် ဆိုတော့နောက်မှာကျွန်တော်တို့ဟီယန်ကြီးရဲ့ကူဆာနူရဲ့ဂျင်းစတစ်အသုံးရောက်မဆိုးလို့ကျွန်တော်တို့ပြောလို့ရတယ်နောက်တန်းဒါပေမဲ့ချက်စီတင်းကတိုက်စစ်ကောင်းတဲ့အသင်းဖြစ်တဲ့ပုံမှာဒီလောက်ကစားသမားတွေကိုတော့တကယ်ချက်စီတိုက်စစ်ကလည်းအလွယ်တကူခြေတွေ့လို့ရှိရင်တော့ကြော်ဖြတ်နိုင်စွမ်းရှိပါတယ်။ကွင်းလေအတ္တန်တားတကယ်ကောင်းတဲ့ကစားသမားတွေပါအက်ဒါဆင်ဆိုတာကဘရာဇီးကွင်းလေလူဒါကျွန်တော်တို့လွန်ခဲ့တဲ့နှစ်နှစ်အတွင်းမှာအသင်းကြီးကြီးအင်မတန်မှသဘောကျတဲ့ကစားသမားအထူးသဖြင့်ပရီးမီးယားလိဂ်က Manchester United, Liverpool နဲ့ဒါ Chelsea တို့ကဒီ Ederson ကိုစိတ်ဝင်စားခဲ့ဦးတယ်။အရင်ကြီးတော့မဟုတ်ဘူး။ Chelsea ကတော့သူတို့ရဲ့မူဝါဒနဲ့မကိုက်တော့ခဏစိတ်ဝင်စားပြီးနောက်ပိုင်းပြန်ပြောက်သွားတယ်။အသက်ကတော့26 28လောက်ရှိပြီကစားတာကောင်းတယ်ပေါ့နော်။ Serie A ရဲ့ best midfielder တွေထဲမှာပါတယ်သူက။အဲသူ့ကို Atlanta ရဲ့ captain ဖြစ်တဲ့ Martin De Roon နဲ့နှစ်ယောက်ဒီဘွဲကထိုင်ဖို့များတယ်။သူတို့ကတော့ဒါ first line ပေါ့နော်။အဲ့နှစ်ယောက်ထိုင်ဖို့များတယ်။ဘယ်မှာတော့ Chelsea တင်မှာ Antonio Gundogan လက်ထက်ကလာကစားဘူးတဲ့ Zappa Costa ညာချောင်းဘယ်ချောင်းကစားနိုင်တဲ့ right wing back left wing back ဒီဘွဲကတော့ညာမှာ Belanova ဆိုတဲ့ wing back တယောက်ကကစားမှာဖြစ်တဲ့ကြောင့်သူကတော့ဘယ်ဘချမ်းကိုထွက်ကစားမှာဖြစ်တယ်ပြီးတော့ Atlanta ရဲ့အရှိရကစားသမားတွေပေါ့တိုက်စစ်က Catalery ရဲ့ Lookman ရဲ့ Skamaka ရဲ့တော့ဆလုံးကောင်းပါ Catalery ဆိုလို့ရှိရင် Belgium မှာရဲ့အများကြီးလုတ်ပြနိုင်တဲ့ကစားသမား FC Bruges ကထင်ပါတယ်ပြီးတော့ AC Milan ရောက်တယ်ပြန် AC Milan တစ်သိန်းလုံး ကောင်းလိုက်ပြက်လိုက်နီးပြအပြောင်းလဲကြီးမှာသူလည်းပဲဒါအရင်အမြင့်ရောက်မလားဒါပေမဲ့ Atlanta မှာတော့အခုအဲ့ဒီ Queen လည်းတိုက်စစ်နေရနေပြီးတော့ပြန်ပြီးခြေစွမ်းပြနေတယ်သူ့အရှိတ်မှာတော့ Scamaga နဲ့ Lookman Scamaga ကဝက်ဆမ်းမှာကစားသွားတယ်အဲ့ဒါလောက်ကြီးတော့ Premier League ရဲ့အနေထားမှာသူအဆင်မပြေခဲ့ဘူးပြောရရင် Premier League ရဲ့ defender တွေသူဒီလောက်ကြီးမကြော်နိုင်ခဲ့ဘူးဒါပေမဲ့ဝက်ဆမ်းကလည်းအဲ့ဒီတော့ကကြောင်နီးပြလို့ပြောလို့ရ David Moses ခြင်နေတဲ့အချိန်ပေါ့နော် Lookman ကတော့မနစ်ကအပါဝင်ဒီနောက်ဆုံးတစ်နှစ်အတွင်းမှာ ဥရောပရဲ့သတိထားစောင့်ကြည့်ရတဲ့ striker တယောက်ဖြစ်လာတယ်။ Charlton ရဲ့ထွက်တာအင်္ဂလန်ရီမီယန်နေထွက်လာ။အဲတော့အင်္ဂလန်ဘာကစားဘူးတဲ့တိုက်စစ်မှုနှစ်ယောက်အထောင်နဲ့နောက်က Gallery နောက်ချန်တိုက်စစ်ပုံစံနဲ့သူတို့ကစားနိုင်တယ်။ကစားရောက3-4 3ဒါမှမဟုတ်3-4 1ပုံစံမျိုးကိုပြောင်းကစားတယ်။တခါတလေလဲကျွန်တော်တို့3-5-2ပုံစံပြောင်းသွားတာမျိုးတွေကျွန်တော်တို့တွေ့ရတယ်ပေါ့နော်။ဆိုတော့ Chelsea တင်းကအဲ့လိုမျိုး5 back solid defense ကိုရုံးကန်ရတဲ့။ဒါပေမဲ့ Atlanta က Pellegrino ကလည်းအရန်ပိတ်ကန်တဲ့နည်းပြမျိုးတော့မဟုတ်ဘူး။ တို့ကဒီဘွဲမှာဖွင့်ကစားဖို့မရဘူး။အဓိကတော့ဒါဆွဲစည်းတင်းရဲ့ဖြစ်နိုင်ခြေရှိတဲ့လူစင်းကတို့အတွက်အများကြီးစဉ်းစားစရာရှိတယ်။ဟောဒါချယ်ဆီတင်းရဲ့ဖြစ်နိုင်ခြေရှိတဲ့လူစင်းမှာကျွန်တော်ယူဆချက်ကတော့ချယ်ဆီတင်းကဒီနေ့ပွဲမှာကွင်းလန်ကစားမှာမွိုင်ဆက်စကိုက်စီတို့ကလွဲလို့ကျန်တဲ့နေရာတွေကိုက်စီတို့ရဲ့ဒါဂူစတူရဲ့ပေါ့နော်။နှစ်ယောက်လောက်ကလွဲလို့ကျန်တဲ့နေရာတွေမှာတို့အရန်ကစားသမားတော်တော်များများအောင်ထုတ်သုံးလာနိုင်။အားလုံးဒီတိုင်းမှာချယ်ဆီရဲ့လက်ရှိချိန်မှာတို့ချန်ပီယံလိထက်ပရီးမီးယားလိကတို့ထက်ပိုပြီးအရေးကြီးနေတယ်။ပရီးမီးယားလိမှာ အမှတ်ကဒါအယောနေပြီးတော့ဒီပွဲပြင်ပရီးမီးယားလိရဲ့အရန်ခတ်ခဲတဲ့အတင်းတင်းလို့ပြောလို့ရတဲ့ Keenan Josbury Hall တို့ရဲ့ Everton နဲ့တော့တွေ့မှာ Everton ကလည်း Chelsea ရဲ့အောက်တဲတဲမှာရှိနေတဲ့အတင်း Chelsea ရဲ့လက်ရှိအဆင့်5 Crystal Palace ကအဆင့်6နဲ့ Everton အဆင့်6ပေါ့နော်တားအန်ရယ်များနေတဲ့အချိန်မှာပြီးတော့ Everton ကအတိအတိုင်းပဲတော်တော်လေးမာကျောတဲ့အတင်း David Morris ကလည်း Chelsea တို့လိုအတင်းတွေကောင်းကောင်းကန်တတ်တယ်ပေါ့နော်အဲ့အဲ့ဒီပွဲမတိုင်ခင်မှာဒီကျွန်တော် Everton ပွဲမှာကန်လို့မရတဲ့ မိုက်စက်ကိုက်စီတို့ကိုဒီဘက်မှာအပြည့်အဝသူတို့ထုတ်သွင်းလိမ့်မယ်။ရီစီဂျိမ်းစ်တို့အန်ဆယ်ဖာနန်ဒက်စ်တို့ဒီကစားသမားတွေအကုန်လုံးဒီဘက်မှာသူတို့အနားပေးနိုင်တယ်။အဲ့တော့အထောင်လိုက်စစ်မှာလဲအားလုံးဒီတိုင်လီယန်ဒလပ်ကနာသွားပြီ။နာသွားတဲ့အပေါ်မှာလီယန်ဒလပ်အစားထိုင်ရစ်ဂျော့ချ်ဒီဘက်ကဖြစ်ဖို့များတယ်။မက်ဂီယူရာအိုပက်ရိုနှစ်ယောက်ကပရီးမီးယားလိဂ်မှာကစားမယ်။ပေပက်ရိုနဲ့ဒိုးပေါ့နော်။အဲ့တော့အဲ့ကစားသမားတွေကလုံးဝကျွန်တော်ကတော့ဒီလူစင်းမှာဖြုတ်ထားတယ်။အကယ်၍တုံးကျင်တော့သူထိုင်ရစ်ဂျော့ချ်နေရာမှာမက်ဂီယူတုံးဝင်တုံးနိုင်တယ်။မတုံးလို့ရှိရင်ရာအိုပက်ရိုတုံးနိုင်တယ်။ဒါပေမဲ့ကျွန်တော်ကတော့ဒီဘွဲ ဒိုင်ရစ်ဂျော့ချ်ပြန်ပြီးတော့ပွဲထွက်ပါဝင်နိုင်တဲ့ပွဲမျိုးလို့ကျွန်တော်ယူဆတယ်။အဲဒီတော့ကျွန်တော်ဒိုင်ရစ်ဂျော့ချ်ကိုထောင်ထားရတယ်။သူ့နောက်မှာခုနှစ်ပွဲဆက်မကစားရတော့တဲ့လူစင်းမှာတော့မပါတော့တဲ့ဖာနန်ဒိုဖာကန်ဒိုဘွန်နာနော်တီပြန်ထည့်လာတယ်။ကိုပါမာဒီပွဲမှာမပါနိုင်ဘူး။ဆိုတော့ချယ်ဆီနီးပြနဲ့ချယ်ဆီကစားသမားတွေကပရီးမီယာလိဂ်ကိုပိုပြီးအာရုံရောက်နေနိုင်တယ်။အစ်ရန်နာဘွဲကိုလည်းသူတို့ကံပါမှာအဓိကတော့ first live ကိုဝင်မှုစူးစမ်းနေတဲ့ကစားသမားတွေရုန်းကန်မှုပေါ့နော်။ချယ်ဆီရဲ့ B အသင်းကိုတွေ့ရဖို့ရှိတဲ့ပွဲမျိုး ဝန်နန်ဒီနဲ့အန်ဒရီဆန်ဒိုးစ်ကိုကျွန်တော်ကဒီပွဲမှာဂျော့ရှန်တော့မှာထားရတယ်ပြီးတော့ကီတန်စ်ဒီပွဲဝဲထွက်ခွင့်ရလိမ့်မယ်အက်စတီဗာဝဲထွက်ခွင့်ရလိမ့်လောကလန်ဆန်နေကစားသမားတွေနဲ့သူတို့ဒီပွဲကိုကန်လိမ့်မယ်ပေါ့နော်အီတလီမှာဒါတော်တော်များများပရီးမီးယားလိမှာပွဲထွက်မဲ့ကစားသမားတွေအနာပေးတာမယ်မွိုက်ဆက်စကိုက်စီတို့ကတော့တပွဲလုံးကပတင်လက်ပတ်နဲ့ပွဲထွက်လာဖို့ရှိတယ်ညာမှာတော့ကျွန်တော်မဖြစ်မနေမှာလို့ကူစတိုပြန်သုံးထားတယ်အဲနောက်တိုင်းအထိုင်မှာတော့ဒါတူဆင်ကိုပြန်သုံးပါမလားမသေးကြဘူးအရင်တော့ပါလာနိုင်တယ်ဘာဒီယာရှိနဲ့အချီယာပေါင်လီဗာပူးပွဲကပုံပေါ်တော့ကလို့နှစ်ယောက်ကိုကျွန်တော်သုံးထားပါတယ် ဘာဖြစ်လို့လဲဆိုတော့တစ်ဖက်ကလူကမန်ငေါစကာမာကာရောကမြင်တယ်သူတို့ပြလူကမန်ကအရင်မြင်တယ်အဲသူ့ထိမ်းမအယ်ချီယန်ပေါင်ဂူစတိုအဲ့မှာကိုင်စီတို့ဖြားအလိုက်အားကောင်းမှုလိုပါတယ်ဘာဒီယာရှိနောက်ကဟာတိုလဲဆိုတော့ဒီဘွဲဆိုတော့တုံးထားတယ်ကူရယ်လာတို့လုံးဝနားမယ့်အချိန်ရောက်သွားပြီဟာတို left back နဲ့ဘွဲထွက်ထားတယ်ပေါ့နော်လိုအပ်လာရင်တော့ခုနချယ်ဆီရဲ့အဓိကကစားသမားတွေကဒုတိယပိုင်းမှာဝင်ကစားနိုင်တယ်ဂိုးသမားလည်းဒီဘွဲမှာလာကျွန်တော်ယော်ဂန်ဆန်ကိုကျွန်တော်ထည့်ထားပါတဘောကချယ်ဆီတဲ့က Moises Caicedo နဲ့ Malo Gusto ကလွဲလို့ဒီဘွဲမှာ ော်တော်များများကစားသမားတွေကိုတို့ပါမမပါပါဘူးနော်ပါမအဲ့ဒီအီတလီကိုလိုက်သွားတဲ့လူစင်းမှာတော့မပါဘူးလို့ကျွန်တော်တို့သိထားပါတယ်ဆိုတော့ဒါကတော့ဖြစ်နိုင်ချေအများဆုံးလူစင်းမှာဆိုတော့ဒီလူစင်းကတာရီဂျော့ချ်တို့ကလည်းအရေးရှော့တလို့တော့မရဘူးပြမထင်မထင်လို့ဂိုးတွေ့နိုင်တဲ့သူတွေဒါပေမဲ့ချန်ပီယံလိရတိတဲ့အတိုင်းပဲသူတို့အတွက်တိတ်လွယ်နေမှာမျိုးလည်းမဟုတ်ဘူးကေဒန်စ်ကတော့ချန်ပီယံလိမှာကေဒန်စ်တို့အက်စတီဗာရိုကကောင်းကောင်းလုပ်နိုင်တဲ့ကစားသမားတွေဘွနာနော်ဒေးဆိုလို့ရှိရင်လည်းရှေ့ကဘင်ဖီကာပွဲလူပွဲမျိုးတွေမှာခြေစွမ်းကောင်းကောင်းပြထားတယ်ပေါ့ Chelsea တဲ့ခန်းစစ်ပိုင်းအမှားမြင်မလုပ်လို့ရှင်တော့ Chelsea က Atlanta ကိုဒီလူစင်းနဲ့ကောင်းကောင်း Italy မှာရှင်းနိုင်တယ်။ဒါပေမဲ့ကျွန်တော်ကတစ်ဖက်မှာ Atlanta ကိုပြန်တွေးတာပါ။ Atlanta နဲ့သူတို့ရဲ့နီးပြ Pellegrino ကဒီဘက်တအားနိုင်ကြမှာလိမ့်မယ်။အမှတ်ကတူနေတယ်။သူတို့ကဒီဘက်မှာနိုင်နေသေးရဗျာ။တေချာပေါက်လက်ကြံပွဲတွေကိုအတက်နိုင်ဆုံးနှစ်ပွဲတော်နိုင်အောင်ကန်အောင်နဲ့1 to 8ကသူတို့ဝင်သွားနိုင်။ဆိုတော့ဒီဘက်မှာနိုင်တဲ့အသင်းကပို့ပြီးတော့ chance ကများသွားတယ်။ Chelsea ရဲ့လည်းကံပါပဲသူတို့ရဲ့ပြတ်နေတဲ့ form ကိုဒီ B သင်းနဲ့ရအောင်သူတို့ကံပါပဲ။ Kaiser တို့ကအားပြည့်အင်ပြည့်ဖြစ်နေတယ်။ဒီဘွဲက Italy Queen Italy ပြည်သက်တည်းရဲ့ဖိအားရှိနိုင်တယ်။ Atlanta Palermo လက်အောက်မှာအကောင်းဆုံးသူတို့တုံ့ပြန်နိုင်တယ်။ဒါပေမဲ့ Chelsea ကလည်းသူတို့ရဲ့လမ်းစန်းတွေရဲ့လူစင်းတွေဆိုတဲ့အပေါ်မှာ Chelsea ခန်းစစ်ကသာအမှားကြီးမလို့ Chelsea ရလက်ကောင်းတာတော့တော်နိုင်တဲ့ဘွဲမျိုးဒီနေ့ဘွဲကတော့ကျွန်တော်ထင်တယ်ကြိတ်ကောင်းနိုင်မယ်။ ပြီးတော့ Chelsea ရလက်ကောင်းသွားနိုင်တဲ့ပွဲမျိုးမှာကြည့်ရတာညဘက်ကြလို့ရှင်ဒါအေးပြတ်ရချိုးနတ်မဲ့ပွဲမျိုးလို့ထင်တယ်ပွဲကတော့အကျိတ်နေဖြစ်နိုင်တယ်ဒီပွဲကကျွန်တော်တို့ final verdict ပေါ့နော်ကျွန်တော် Chelsea တင်နိုင်မှု40ရာခိုင်နှုန်းပေးတယ် Atlanta နိုင်မှု30ရာခိုင်နှုန်းပေးတယ်အဲတေရီကတော့30ရာခိုင်နှုန်းသဘောက Chelsea တဲ့ဒီပွဲမှာနိုင်မှုအလားအလာရှိနေတယ်ဆိုတော့အကြောင်းပြောကြရင်လည်းပဲကျွန်တော်ရဲ့ပွဲကြုံတစ်ချက်ပဲတက်လိုက်ပါတယ်ခင်ဗျာအဲညကြလို့ရှင်တော့ဘယ်လိုပဲရလက်ရှိနေပါစေဒီနေ့ညတော့မအိတ်တော့ဘူးเนาะဖွဲ့ပြီးကြမှာကျွန်တော်တို့ပြန်ဆုံကြမှာပါ အားလုံးပဲနှုတ်ဆက်ပါတယ်ညီကို